ရန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့19ချိန်မြောက်အရှေ့တောင်အာရှနဲ့58ချိန်မြောက်အာရှကာယာဗလာနဲ့ကာယာဂျန်ခိုင်မှုအကစားပြိုင်ပွဲများရှင်ပြိုင်ရန်အကစားသမားများအားပနမရေးချယ်တဲ့သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကာယပလာနှင့်ကာယကြံခိုင်မှုအခစားအဖွဲ့ချုပ်ကကြီးမှုပြီး19ချိန်မြောက်အရှိတောင်အာရှနှင့်58ချိန်မြောက်အာရှကာယပလာနှင့်ကာယကြံခိုင်မှုအခစားပြိုင်ပွဲရှင်ပြိုင်ရန်အတွက်ကာယပလာအခစားသမားများအားပနမရေးချယ်ပွဲကိုမေလ19ရက်နနက်9:00နာရီတွင်မင်္ဂလာတောင်ညိုမြို့နယ်စက်ယုံလမ်းရှိမြို့တော်စီပင်ဝင်တဲ့အိမ်ယာမဟုကုံအခစားခွင်မိုးလုံလေလုံအခစားခံမော်ရီပြုလုပ်ကြောင်းသိရပါဗျာ အတန်းလိုက်ပြောင်းပွဲများကျင်းပရာတွင်အကစားသမားများကကိုခန္ဓာအချိုအစေစစ်လေခိုင်မမှုကိုတမတ်ကိုဟန်ခုနှစ်မျိုးဖြင့်ရှင်မဲကြပါသည်ပြိုင်ပွဲအပြီးတွင်၁၉ချိန်မြောက်အရှိတောင်အရှာကာယဗလာနှင့်ကာယကြံခိုင်မှုအကစားပြိုင်ပွဲအတွက်အကစားသမား၁၂ဦး58ချိန်မြောက်အရှာကာယဗလာနှင့်ကာယကြံခိုင်မှုအကစားပြိုင်ပွဲအတွက်အကစားသမား၁၀ဦးစုစုပေါင်း22ဦးတို့အား မြန်မာနိုင်ငံကာယဗလာနှင့်ကာယကြံ့ခိုင်မှုအခွင့်အရေးအဖွဲ့ချုပ်ဥက္ကဋ္ဌရန်ကုန်မြို့တော်စီမံသားရေးကော်မတီဒုတိယဥက္ကဋ္ဌဒုတိယမြို့တော်ဝန်ဦးညင်ကြီးနှင့်တာဝန်ရှိသူများကအကဲဖြတ်စီစဉ်ပနာမအေးချဲခဲ့ကြောင်းသိရပါပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပဲဖြစ်ပါတယ်